အခုရေတော့အိမ်အစ်စ်ကိုပြောင်းတော့မှာဆိုတော့အိမ်အဟောင်းကပစ္စည်းတွေအကုန်လုံးလည်းအဟောင်းမှာထားခဲ့လိုက်ပြီအစ်စ်အတွက်ကိုလုံးဝပစ္စည်းအစ်စ်တည်းရွက်ထဲမှာခုရေတို့ဘတ်တန်ကစ်ချက်မှာရောက်နေတယ်ဒီတဆိုင်ထဲမှာပဲလိုအပ်တာတွေအကုန်လုံးလက်ညှိုးတော်ပြီးအကုန်ဝယ်ပြစ်ပါမယ်လာကောင်းမယ်ဟုတ်လားပါ န်းနဲ့ကင်ကြမလို့ဒါဘယ်လောက်လဲဒီဆိုရင်တော့ဈေးက14ဒိန်ကိုတောင်းပို့လာမှာဒါယူပဲနော်ဟုတ်ကဲ့အားထည့်လိုက်14ဒိန်ပါလေးကဘယ်လောက်လဲ တူအားသာဈေးလက်6,900ကျော်တော့ပါခင်ဗျာ။ Okay ဈာယူမယ်နော်။ဒါထက်လာ။အခုရရောက်နေတဲ့ Bath and Kitchen Flagship Showroom ဆိုတာအမြဲတမ်းဝယ်နေကြဆိုင်အခုရောင်းလိုက်တဲ့အိမ်အဟောင်းမှာဆင်ထားတဲ့ပစ္စည်းတွေအကုန်လုံးကလည်းဒီဆိုင်ရပဲဝယ်ထားတာ။အခုအိမ်အစ်စ်ကိုလည်းဒီရပစ္စည်းတွေနဲ့အကုန်လုံးဆက်မှာ။ဒီမှာ brand အနေနဲ့ဆိုရင် Bego ရယ် Prado ရယ် Prime ရယ်ဆိုပြီး၃ခုရှိတယ်။၃ခုစလုံးကလုံးဝ Europe brand တွေကြီးပဲ။ဟောဒါကဘယ်လောက်လဲ။ဒီ model လေးဆိုမှ49သိန်းလေးပါ။တရားရော။ model လေးကကျတော့ကျွန်တော်တို့52သိန်းလေးပါ။ ခါလေးယူမယ်နော်ဒီပေါ်မှာဆိုရင်ဒါရေချိုခန်းဆုံးပစ္စည်းရေပေါ့နော်ဟုတ်ဒီနေ့ရေတော့ဘတ်တက်ဝယ်ရမယ်ဘတ်တက်ကဒီအိမ်အစ်မထည့်ဦးထည့်ရမယ်အာဒီဒီဇိုင်းလေးကြိုက်တယ်ဒါရိုးရိုးလေးပဲဒီတဲ့ခဏဝင်ကြည့်ဦးโอเคစိုက်နေနေတဲ့ဒီတက်ကြီးရရှိလားဒီစိုက်ကကျတော့နည်းနည်းပေါ့နော်သုံးသမားလေးမှာတော့ဒီထက်ပိုကြီးမယ်အော်โอเคဘယ်လောက်လဲအဲ့ဒီဆိုရင်28တန်ကြီးတော့ပိုတော့ကြီးတဲ့ဟာအဲ့ဆိုဒီတိုင်းကိုပဲဒီထက်ကြီးတဲ့ဟာကိုအဲ့ကြီးတဲ့ဟာကိုထည့်လိုက်နော်အဲ့ကြီးတဲ့ဟာယူမယ်နော်ရပြီရကြထွက်တော့ထွက်တော့ မလေးစနားဟာရေအကုန်ရှင်းမယ်နော်ဘေးလေးထုတ်လိုက်တော့ကျော့မယောက်ျားရဲ့ကတ်တယ်ရှင်းလိုက်ဘာချက်ကြော်နေလဲဘာချက်ကြော်လဲအရင်မှပြောလीပတ်စံအရင်ရှင်းလိုက် Thank you. ်ဒီကတော့ပြင်ချမ်းလေးကတော့ပြင်လာတာဒီဒီတလောက်ဖြစ်သွားပြီပေါ့နော်ချန်နယ်ကတော့ဘာမှမမြင်ရသေးဘူး။အော်မြင်ရလည်းမဆင်းရသေးဘူး။ဒီလိုကချမ်းပြီးပြီဆိုတော့ပစ္စည်းလေးတွေစပြီးတော့နေရာချလိုက်ရတော့ပါပြီ။ဒါတော့ဒီရန်လိုချင်တဲ့ဘယ်ကိုကဒီကိုတက်တာပြီပေါ့နော်။ဒီစပြီးတော့တောင်းနေပါလေ။ဒီဒီဂက်တာအမဲဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီ table top ကြီးကိုလည်းအဖြူကနေပြီးတော့အကုန်လုံး completely အကုန်အမဲလဲလိုက်တယ်။ဒေးစင်လဲလိုက်ပြီးတော့မဲလိုက်ရတယ်။သူနဲ့ line ဖတ်နေအောင်လို့ပေါ့နော်။ ဒါကတော့ proper one set ပေါ့နော်ဒီကတော့ open kitchen ဆိုတော့ညှော်ဆုပ်ဆက်ကောင်းကောင်းကအရန်အရေးကြီးတယ်အရန်လိုတယ်အာဒီ model မှာဆိုလို့ရှိရင်လက်နဲ့လည်းကင်ပြမလိုတော့ဘူးပြီးလို့ရှိရင်တန်ရှင်းလေးလောက်ရတာအရန်လိုတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်တို့ဒီမှာစကားဘွက်ကိုဖြုတ်ပြီးတော့မှရေနွေးနဲ့စိမ့်ပြီးတော့အဲ CD ကိုမြေပတ်တာကိုစီးပြီးတော့ခဏခဏပြန်ပြီးတက်လာတယ်ပေါ့ဒီဟာဆိုလို့ရှိရင်ဒီမှာစီတံဘွက်ပါတယ်ဒီစီခံဘွက်ကိုပဲပွားဖြုတ်ပြီးစေးစေးပြီးရင်ဒါလေးကိုဒီမှာပြန်တက်လိုက်ပြီဆိုတော့ရှင်အဆင်ပြေပါတယ်။ဖက်ဆက်စစ်တွေလုံးနေကြမလို့တော့ ရေချိုးကန်းကတော့မပြင်းရသေးတော့ကတက်ကတော့မတက်ဘူးပေါ့နော်လောလောဆယ်ခီးသွားလာအောင်ပဲခီးရပြောင်းတော့မှအိမ်ဆက်ပြင်ပါပဲအဲ့တော့ရေချိုးကန်းပြီးသွားတော့မှပဲပတ်သက်ပြီးကျန်တဲ့ဟာလေးကိုဘယ်လိုဆင်းလိုက်လဲဆိုတာကိုပြပါမယ်ရှင်စစ်တာပါ